မင်္ဂလာပါရှင် online japan language center ဦးကျင်းအစီအမဆက်နေခံပါသည်ဖြစ်ပါတယ်ဒီ video file ကတော့ကျောင်းသားကျောင်းသူများကိုအာဒီ n5 level ရဲ့အခန်း25 grammar မှတ်စုတင်ပေးမယ့် video file ပဲဖြစ်ပါတယ်အဲ့တော့ဆိုဆန်စတို့တူတူလေ့လာကြည့်အောင်နော်ဟောဒီမှာဆိုရင်ဒီခန်းမှာဆိုရင်ကျောင်းသူတို့ grammar မှတ်စု grammar pattern နှစ်မျိုးပါတယ်ပေါ့နော်လဆိုရဲ grammar လေးသူကဆိုတော့ရှေ့ကဆန်စတို့ဘာလဲအတိတ်တွေနဲ့ပဲတွေ့တော့မှာအတိတ်ခက်တိခက်ဘူးနဲ့ပဲတွေ့တော့မှာပေါ့နော်အတိတ်ဖြစ်တဲ့အတွက်ကျောင်းမလို့တာလေးတွေနဲ့စုံမယ် ဘတ်ကဲအတိတ်ဆိုလို့ရှင်လဲဘတ်ကဲခဲ့သည်ဆိုလို့ရှင်လဲဘတ်တာဖောင်။ဥပမာဆိုလို့ရှင်ခဲ့ဘူးဆိုလို့ရှင်လဲဘန်နာခတာဖောင်ပေါ့နော်။အော်နောက်ကတနေဆိုလို့မလို့တာရဆိုပြီးအတွဲလိုက်မှတ်ထားလို့ရတယ်။တာရသူကကြတော့ဘာသာပြန်ရင်လှရင်တို့ယင်တို့ဤအကြတဲ့ဆိုလဲပဲခက်တီခဲ့ဘူး။ဤအကြတဲ့ခက်တီဆိုလို့ရှင်ဤကိုဖြိုးခတာခဲ့ဘူးဆိုရင်ဤကိုဖြိုးခုနာခတာပေါ့နော်။အဲ့တော့တာရဆိုတဲ့အထိပ်ပဲ။နောက်တစ်ခုကနာအကျစ်တဲ့ဆိုလဲနာဥဖြုတ်ဓာတ္တာတော့နာဥဖြုတ်ဈာနာခတ္တာတော့နောင်ဆိုလို့ရှင်လဲခဲ့တိခဲ့ဘူး ਨੇ ပဲတွဲမှာ အတိတ်နဲ့ပဲတွေ့မယ်နော်အတိတ်ဖောင်နဲ့ပဲတွေ့မယ်အဲ့တော့ noun ဆိုလို့ရှိရင်လည်းခဲ့တီဆိုလို့ရှိရင် noun တော့မှ data ခဲ့ဘူးဆိုလို့ရှိရင် noun တော့မှဇာနာခတာပေါ့နော်အဲ့ဒီဇာနာခတာနဲ့နောက်ကလာရင်းရဲ့ပေါ့နော်အဲ့နောက်ဒီအတိတ်ဖောင်တွေကတရင်နဲ့ဆုံးတာမလို့တာရဖောင်ဆိုပြီးအတွဲလိုက်မှတ်ထားလို့ရတယ်ဘာသာပြန်ရင်လျင်တို့ယင်တို့ตัวတော့ဒီပေါ့เนาะမဖြစ်သေးဘူးအဲ့ဒီမဖြစ်သေးတာဟိုမှာခဲ့ရင်ဆိုပြီးတော့စိတ်ကူးနေပြောတာမျိုးတင်ပေါ့เนาะ ခဲ့ရင်ဆိုပြီးတော့အဲ့ဒီအခြေအနေဖြစ်ခဲ့ရင်ပေါ့အဲ့ဒီအခြေအနေလေးကို तू ကဖြစ်ခဲ့ရင်ဆိုပြီးစိတ်ကူးရင်ပြီးပြောတာတကယ်လက်တွေ့မှာဖြစ်ချင်မှာဖြစ်မှာနော်လက်တွေ့မှာဖြစ်ချင်မှာဖြစ်မှာစိတ်ကူးရင်ပြီးတော့အဲ့ဒီဟာလေးဖြစ်ခဲ့ရင်ဆိုပြီးတော့ပြောတာပေါ့နော်ဖြစ်ခဲ့ရင်ဆိုပြီးအဲ့ဒီအခြေအနေလေးဖြစ်ခဲ့ရင်ပေါ့နောက်ကဘာလုပ်မယ်ဒါဘာမလုပ်ဖို့ပေါ့စသဖြင့်အဲ့တော့ကျွန်တော်တို့ဥပမာလေးတွေဖတ်ကြည့်အောင်အာမေဂါဖူတာတာအာမေဂါဖူရီမတ်ဆိုရင် မိုးရွာတယ်ပေါ့အမိုးရွာခဲ့ရင်မိုးရွာရင် မိုးရွာလှရင်ပေါ့နော်အဲ့လိုပြောချင်တော့အဲ့ဒီ40 mask ကိုတဖောင်ပြောင်းလာလေးနဲ့ပေါင်းတယ်အဲ့တော့အမေကဖူတာတာမိုးရွာရင်အခေမဆန်မသွားဘူးတဲ့အော်မဖြစ်သေးဘူးနော်ဖြစ်ခဲ့ရင်အဲ့ဒီအခြေအနေလေးဖြစ်ခဲ့ရင်ပေါ့အဓိကဒီ condition ပေါ့ဒီအခြေအနေလေးဖြစ်ခဲ့ရင်ဆိုတဲ့အထိပဲဒီ condition လေးဖြစ်ခဲ့ရင်ပေါ့ဒီအခြေအနေလေးဖြစ်ခဲ့ရင်တော့ကဘာလုပ်မယ်ပေါ့အဲအဲ့လိုမျိုးဘာမလုပ်ဘူးအဲ့လိုမျိုးပြောရနော်ဒီကွာရာဆွီဆိုရင်ဈေးသက်တာတယ်ဈေးသက်တာခဲ့ရင်ပေါ့ သူကကြတော့တို့ကတာဖောင်လေးနဲ့ပဲတွဲတော်တာဖြစ်ကြအောင်မလို့ခက်တီခက်ဘူးနဲ့ပဲတွဲတော်တာဖြစ်ကြအောင်ရာဆွေးဆိုဈေးသက်တာတယ်အဲ့တော့ဈေးဈေးသက်တာရင်ဈေးသက်တာခဲရင်လို့ပြောကြတော့အီကိုဖြုတ်ခတ်တာအဲ့တော့ရာစုခတ်တာဒါလေးကလာဆိုတဲ့ grammar လေးရှိရတာနဲ့တွဲတယ်နော်အဲ့တော့ဆိုရင်ရာစု ခတ်တာခိုင်းမတ်တဲ့ဈေးသက်တာရင်ဝယ်မယ်ဈေးသက်တာခဲရင်ဝယ်မယ်ပေါ့နော်နောက်တစ်ခုကဟီမာနာဆိုရင် အားလက်တော့အားလက်ဒီဟာလေးနဲ့တွဲရင်တာဖောင်ပြောနေဆိုတော့ အခက်ဒီခက်ဘူးပေါ့ဗျာလဲဆိုတော့ဒီမှာဆိုရင်အားခဲရင်လို့ပြောချင်တော့ဟီမာဒတာရာအဆိုပီနီအီခီမတ်တဲ့အားခဲရင်ရှောက်လိမ့်မယ်ပေါ့နော်ဘယ်ကွာအီတန်ခီဆိုတာတန်ခီဆိုတာဒီနောင်းနော်အဲ့တော့ဗာလဲဆိုရင် ကောင်းတဲ့ယာဒီဥတုဖြစ်ခဲ့ရင်ပေါ့နော်ဒါအဲ့တော့ဖြစ်တည်ဆိုလို့ရှိရင်တော့အီတန်ခီဒါပေါ့နော်ဒါကတော့ဆန်တို့တာခက်ဒီခက်ဘူးနဲ့ပဲတွေ့အောင်ဖြစ်ကြအောင်ခက်ဒီနေနေပြောချင်နောင်းကိုခက်ဒီနေပြောချင်နောင်းတော့မှာဒတာအဲ့တော့အီတန်ခီဒတာရာ ပါလဲဆိုရင်အကောင်းတဲ့ရာသီဥတုဖြစ်ခဲ့ရင်ရာသီဥတုတာယာခဲ့ရင်စမ်းပိုရှိမှလမ်းလျှောက်ပါမယ်တဲ့။ရှေ့မှာတော့ဆန်တဲ့ပြောခဲ့တယ်ဒါဒီတာရဆိုတဲ့ဟာလေး ਨੇ ရှေ့မှာဆန်တို့ဒီရင်ဆိုပြီးတော့ဒါလေးကိုလည်းပြန်ခဲ့တယ်။တူဆိုတဲ့ grammar လေး ਨੇ ဒါလေးကဆန်တို့ bad dictionary form blood တူဒါလေးကဆန်တို့ခဲ့ဒီခဲ့ဘူးတာ form နေ blood လာဆိုတဲ့ grammar လေးဒါလည်းပဲလှရင်တို့ယင်တို့ဘာသာပြန်တယ် အဲ့နှစ်ခုသုံးပုံသုံးနေရဘာကွာလဲဆိုရင်ဒီတိုဆိုတဲ့ gram မလေးကတော့လက်တွေ့ပေါ့နော်ရေဘူးရအဖြစ်မှန်တဲ့ဟာမျိုးတွေပြီးရင်တဘာဝအတိုင်းဖြစ်တဲ့အကျိုးဆက်တွေဟာမျိုးဥမာစောင်းရည်ရောင်ရင်အေးမင်းတွေရရပို့မယ်အဲ့လိုဟာမျိုးကွာဒါလုံးရင်ဒါဖြစ်မယ်ဆိုတဲ့ဟာမျိုးဒီတာတာရဆိုတဲ့ဟာလေးကတော့စိတ်ကူးရင်တဲ့ဟာမျိုးလေးဒီအခြေအနေဖြစ်ရင်ဆိုပြီးတော့စိတ်ကူးရင်မျိုးပြောရတဲ့ဟာမျိုးတွေမှာတုံးတယ်စိတ်ဒီအနာဂတ်မှာအခုမဖြစ်သေးဘူးဒါဖြစ်ရင်ဆိုပြီးတော့အဲ့ဒီ condition လေးဖြစ်ရင်ဆိုပြီးပြောတဲ့အခါမှာတုံးနေเนาะအဲဒီ မှန်ကန်တဲ့ဥမာဆိုလို့ရှိရင်ဒီခလုတ်ကိုနှိပ်ရင်ရင်းနှွေးထွက်လာမယ်အဲ့လိုဟာမျိုးမှန်ကန်တဲ့ဟာတွေမှာမတုံဘူးเนาะ general အဖြစ် generally true ဖြစ်တဲ့ဟာမျိုးတွေမှာမတုံဘူးပြီးရင်တဘာဝအကျိုးဆက်တွေက စောင်းရသည်ရောက်ရင်အဲဗါလေအေးလာမယ်အဲ့လိုဟာမျိုးတဘာဝအတိုင်းဖြစ်တဲ့အကျိုးဆက်တွေဟာမျိုးတွေကိုပြောတဲ့အခါမှာမတုံဘူးဥပမာစောင်းရသည်ရောက်ရင်ငါဘယ်သွားမယ်အဲ့လိုဟာမျိုးဆိုရင်တော့တုံးရင်တုံးလို့ရမယ်ကွာအစားအသောက်ရောက်ရင်အေးမယ်ဆိုတဲ့ဟာဒါတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ဒီအကျိုးဆက်တွေအဲ့လိုဟာမျိုးတွေဆိုရင်တော့တိုးတုံးမယ်ဟုတ်ပြီနော် ဲ့နှစ်ခုကွာခြားချက်ပေါ့နောက်တစ်ခုကဆန်သတို့ဒီဘဆိုတဲ့ grammar လေးနော်ဂျော်ကန်ခဲဖောင်းတို့အီကိုဖြုတ်ခဲတယ်ဘတို့နားကိုဖြုတ်နာရတို့အဲ့ဒါ and four ရောင်ရင်တရားမှာအဲ့ဒါလေးကဒါအဲ့ဒီဘဆိုတာလေးကလည်းဘာသာပြန်ရင်လို့ပြန်တယ်သူကကြတော့ထူးခြားတဲ့အခြေအနေဖြစ်ရင်ပေါ့နော်ဥပမာဆိုရင်ကားနောက်အနေရထားနောက်ကြခဲ့ရင်ယုံနောက်ကြခဲ့ရင်ဖုံးဆက်ပါတို့အမြဲတမ်းယုံကနောက်ကြနေမှာမဟုတ်ဘူးယုံနောက်ကြရင်ဖုံးဆက်ပါဥပမာဆိုလို့ရှိရင်တစ်ခုခု ဟာဒီပြဿနာရှိရင်ဆက်သွဲပါဒီဥပမာပစ္စည်းခုဝယ်လိုက်တယ်အဲ့ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီးတစ်ခုခုဟာဒီဥခရှိဖြစ်နေရမျိုးပေါ့အဲ့လိုဟာမျိုးဖြစ်ရင်ဆက်သွဲပါအဲ့လိုဟာမျိုးဖူးခြားတဲ့တာမန်မဟုတ်တဲ့အခြေအနေမျိုးတွေမှာသုံးနေပေါ့နော်အဲ့ဘာလေးကကြတော့ဒါကတော့ M4 မှာပါမယ့်ဟာပေါ့နော်မှတ်မှတ်ထားလဲရတယ်အခု M5 level မှာမှတ်မှတ်ထားလဲရတယ်ရှုပ်မှာဆိုရင်ပေါ့နော် အဲ့တော့ဒီတာရဆိုတဲ့ဟာလေးကအခြေအနေလေးဒီအခြေအနေလေးဖြစ်ရင်ဆိုပြီးတော့မဖြစ်သေးဘူးเนาะအဲ့ဒီအခြေလေးဖြစ်ရင်ဆိုပြီးပြောတဲ့ခါမှာတုံးတယ်သူက generally true ဖြစ်တဲ့ဟာမျိုးတွေမှာမတုံးဘူးဒါလို့ရင်ဒါဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေမှာမတုံးဘူးเนาะအဲနောက်တစ်ခုကကျတော့သဘာဝအတိုင်းအကျိုးဆက်တွေမှာမတုံးဘူးเนาะပြီးလို့ရှိရင်ဒီခုနကဒီဘာဆိုတဲ့ဟာဒီဘာဆိုတဲ့ဟာလေးကအခုဒီမှာပြောရင်းလက်စာနဲ့မပြောဘူးဆိုမပြောရင်းလက်စာနဲ့ပြောလိုက်မှာသူကဒီရှေ့က အကြောင်းအရာတစ်ခုဖြစ်မယ်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်မှာဒီလိုအကျိုးဆက်ဖြစ်တယ်ပေါ့နော်အဲ့လိုဟာမျိုးတွေမှလည်းတုံးတယ်ဒီပါလေးကဒါကတော့ M4 ရောက်မှသင်ရမယ်ဟာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဆန်သက်တို့တာရဆိုတဲ့ grammar ရပြီနော် သူ့ကိုတာရဆိုတဲ့ grammar လေးလို့မှတ်ထားမယ်သူကရှေ့ကခက်တီခဲဘူးအတိတ်တွေနဲ့ပဲတုံးတုံးနဲ့ plain form မှာမှ plain form မှာအတိတ်ကာလနဲ့တွဲသုံးတယ်အဲ့တော့တာရဆိုပြီးအတွဲလိုက်မှတ်ထားမယ်ဘာသာပြန်ရင် လျှင်တို့ယင်တို့ပြန်မယ်နော်ဒီအခြေအနေလေးဖြစ်ရင်ဒါဖြစ်မယ်ဒါလုံးမယ်ဒါမလုပ်ဘူးပေါ့နော်ဆက်သဖြင့်သုံးတယ်နောက်တစ်ခုကကြတော့မိုးဆိုတဲ့ခံရမှာလေသူကကြတော့ဘာသာပြန်ရင်လဲဘဲတို့တောင်မတို့ယင်တောင်မတို့ဒီရှိရပလက်ဖြစ်ရင်နောက်ကမိုင်းနဲ့ဒီရှိရမိုင်းနဲ့အနေနဲ့ပြောရင်နောက်က plus ကွာသူအဲ့လိုစမ်းကြည့်မဲ့တဘောမျိုးသူကကြတော့ရှေ့မှာစံတို့တဲတို့ဒဲတို့ ਨੇ တွဲအောင်မလို့တဲမိုးဒဲမိုးဆိုပြီးအတွဲလိုက်ကလေးမှတ်ထားပါဘောနော်တဲမိုးတောင်မဒဲမိုးတောင်မနော် ဘတ်ဆိုရင် day form ဒါပေမဲ့တချို့ buff တွေကို day form ပြောင်းရင် day ဖြစ်သွားမျိုးလည်းရှိတယ်ကွာ non day လို့ပါတော့လေအဲ့တော့ buff ဆိုရင် day form e ဆိုရင် e ကိုဖြုတ်ခုတဲ့နားဆိုရင်နားကိုဖြုတ်တဲ့နောင်းဆိုရင်နောင်းတဲ့နောက်ကမိုးပေါ့နော်ဥပမာအနေနဲ့ပြောလို့ရှိရင်အမေကဖူတဲ့မိုးအမေက free month ဆိုရင်မိုးရွာတယ်မိုးရွာရင်ဒါအောင်မမိုးရွာမိုးရွာရင်လည်းမိုးရွာလည်းပဲမိုးရွာရင်ဒါအဲ့အဲ့လိုမျိုးပြောလိုက်ရတယ်ဒီဘောကဒီမှာဒီ၃ခုနဲ့နော် မိုးရွာလဲပဲမိုးရွာတောင်မှမိုးရွာရင်တောင်မှမိုးရွာရင်တောင်နော်အဲ့လိုပြောလို့ရတယ်ဆက်ပြတော့တခုပဲပြောရမယ်ရှုပ်သွားမှဆိုကြောင်းသားလေးဆိုရင်အာမေကာဖူတဲမိုးမိုးရွာရင်လဲပဲမိုးရွာရင်တောင်မှတခုတခုပဲပြောမယ်ဆိုကမှနှစ်ခုပြောမိနေနော်မိုးရွာလဲပဲအီခီမတ်သွားမယ်မိုးရွာလဲဆိုတာမကောင်းဘူးလေဒါပေမဲ့ तू ကမကောင်းအဲ့လိုမျိုးစန့်ကျင်ပဲရှေ့ရဟာနဲ့စန့်ကျင်ပဲကွာမိုးရွာလဲပဲသွားမယ်အဲ့လိုပုံစံမျိုးရှေ့ရဟာနဲ့စန့်ကျင်ပဲပြောလိုက်တာပေါ့ plus minus ဆိုတာတဲ့ အဲ့ဒီမှာပြောလိုက်တာတကယ်ဆိုရင်မိုးရွာလို့ရှင်မသွားတင်ဘူးလေမသွားဒီပွဲတစ်ခုပဲထားပါတော့မိုးရွာနေလို့ရှင်အဆင်မပြေဘူး။အော်မိုးရွာရင်တော့သွားမယ်အဲ့လိုမျိုးစန့်ကြပဲတပုံမျိုးပြောတာ။နောက်တစ်ခုကရာစုခုတဲမိုးဈေးဈေးတတရင်တော့မှဈေးတတလဲပဲခါအီမဆန်မဝယ်ဘူးလေတကယ်ဆိုရင်တော်တော်များများကဈေးတတရဲဆိုလို့ရှင်ဝယ်တယ်လေ။ဒါပေမဲ့ဈေးတတရင်တော့မှဈေးတတရဲဆိုတော့ကောင်းနေဒါပေမဲ့မဝယ်ဘူး။သူ့ရဲ့စန့်ကြပဲနော်။နောက်ကဘန်လီဒဲမို ဘန်လီနာဆိုလို့ရှိရင်ဆိုတော့အဆင်ပြေတယ်လေနာအကျစ်တဲ့နာကိုဖြုတ်တဲ့နော်နာအကျစ်ဆိုနာကိုဖြုတ်တဲ့ဘန်လီတဲမို့အဆင်ပြေရင်တော့မှခရူမဝါစကိုင်မဆန်နဲ့ကားမတော့ဘူးလေတကယ်လို့ तू ကအဆင်ပြေတယ်ချမ်းသာတယ်ကွာချမ်းသာနေတယ်ဆိုရင်တော့မှပဲ तू ကကားမတော့ဘူး तू ကသူချေချင်းပဲရှောင်မဲအဲမို့ယထာစီမဲ public ကားတွေစီမဲပေါ့အဲလိုမျိုးပြောတာနော်ဒီရှေ့ကဒီတဲမို့တဲမို့ရဲ့ရှေ့ဟာနဲ့နောက်ဟာနဲ့အဆင်ကျပတ်တဲ့ပုံမျိုးပေါ့နောက်တော့ယာဆူမီနိုဟီတဲမို့ ယာစုမီနော့ဟီဆိုတာကနောင်เนาะနောင်ဆိုလို့ရှိရင်နောင်တဲမို့အဲ့တော့ပိတ်ရဆိုရင်တော့မှာဟာယာခုအိုကီမတ်တဲ့စောစောထားမယ်လေနော်တကယ်ဆိုလို့ရှိရင်ဆန်တို့ပိတ်ရဆိုရင်တော်တော်များများနောက်ကြောက်มาထားတယ်လေမဲ့ပိတ်ရဆိုရင်တော့စောထားမယ်တဲ့အဲ့လိုမျိုးရှင်းနေအောင်နေရစမ်းကြပဲသဘောမျိုးပြောတဲ့အခါမှာတုံးနေနော်အဲ့ဒါဆိုရင်ဒီအခန်းကဂရမ်မာရမယ်လို့ထင်တယ်အဲ့တော့ဆန်တို့စာတောင်းလေးတွေဖတ်ကြည့်အောင်နော်ဥပမာစာတောင်းလေးဒါမှဆိုရင်တာရဆိုရင် ကားဆိုတဲ့ကံမောက်တော့ရင်ရှေးအားခဲတိခဲဘူးနဲ့တွေ့မယ်အမေကဖူတာတာမိုးရွာရင်တခါခဲမဆန်းအပြင်မသွားဘူးဒီအခြေအနေလေးဖြစ်မယ်ဆိုရင်ပေါ့နော်ဒီအခြေအနေလေးဖြစ်မယ်ဆိုရင်ဒီ condition လေးဖြစ်မယ်ဆိုရင်နော်နောက်တစ်ခုကအမေကဖူတဲမိုးမိုးရွာရင်တော့မှတခါခဲမဆန်းအပြင်သွားမယ် minus plus ပေါ့ဒီဟာလေးက minus မကောင်းတာလေးဖြစ်နေတော့ဒီကိစ္စကိုလုံးမယ်ကြာစန့်ကျင်ဘက်ကပြောချင်တာရှေးနေတော့စန့်ကျင်ဘက်နောက်တစ်ခုကမိုးရှိ ichi oku an ichi oku an ဆိုတာကဘာလဲဆိုရင်တန်100မီလီယံပေါ့နော် အဂျီအိုကူအန်အတာတာတဲ့100မီလီယံရှိရင်တော့မှပဲတဲ့ရှိခဲ့ရင်ပေါ့နော်ရှိရင်တော့တော့ဖြစ်တယ်ရှိခဲ့ရင်နာနီကိုရှိတိုင်းတက်စကဘာလို့ချင်လဲပေါ့နော်ဒီကလေးတို့ကမင်းမမီလီယံ100မီလီယံရှိခဲ့မယ်ဆိုလို့ရှိရင်တဲ့ပတ်စံနေ100မီလီယံရမ်းပေါ့နော်ရမ်းရှိခဲ့မယ်ဆိုလို့ရှိရင်ဘာလို့ချင်လဲပေါ့နော်ဘာလို့ချင်လဲဆိုရင်ကခိုးအိုစကူတီတိုင်းတက်စတဲ့ဘာလဲဆိုရင်ကြောင်းတီထောင်ချင်တယ်ပေါ့နော်ကြောင်းတီထောင်ချင်ပါတယ်တဲ့အဲ့ဒါဆိုရင်စသတို့ဒီအခြေအနေလေးဖြစ်ခဲ့ရင်ဆိုပြီးတော့ စိတ်ကူးရင်ပြီးပြောတာဖြစ်ချင်မှလည်းဖြစ်မှာနော်စိတ်ကူးရင်ပြီးပြောလိုက်တာဒီအချိန်လေးလေးဖြစ်ခဲ့ရင်မင်းဘာလုပ်ချင်လဲပေါ့နောက်တစ်ခုကဒန်းရှာရဘာစုကဥကောခဏခတ်တာတာဥကောခဏိုင်းဆိုတာကဘာလဲဆိုမသွားတာတော့ဒီကွာဥကောခိမတ်ဆိုတာအလုံးလုံးတာအလုံးမလုံးခဲ့ရင်လို့တော့ဒီမှာဘာသာမပြောင်းဘူးဘာစုရအဲမဆိုရင်အဲဒန်းဒန်းရှာရဘာစုကဥကောခနာခတ်တာလားဆိုတော့ဘာလဲဆိုရင်ဘတ်ကားတွေကားတွေမထွက်တော့ရင်လို့ပြောတာပေါ့နော်အဓိက ဘူးရှိမတ်ကဘယ်လိုလုပ်မလဲတဲ့အာရိတဲ့ခိုင်ဒီမတ်တဲ့ဘာလဲဆိုရင်အဲလမ်းလျှောက်ပြီးတော့ပြန်မယ်ပေါ့နော်အဲ့မှာဥကောခန္ဓာခတ္တဆိုတဲ့ဟာလေးကိုအမျိုးပြန်လို့ရတယ်ဥမာဘတ်ကားတွေကားတွေမရှိတော့ရင်ပေါ့မရှိတော့ပြန်နာခတ္တရာဆိုပြီးတော့သုံးလိုက်ရတယ်ဥကောခန္ဓာခတ္တရာဆိုရင်လည်းမသွားတော့ရင်ပေါ့ဘတ်ကားတွေကားတွေမသွားတော့ရင်ဘယ်လိုလုပ်မလဲအာရိတဲ့အခိမတ်တဲ့ဒါကကွာဘတ်ကားတွေမဒီအစိတ်ကူးရင်ပြောလိုက်တာကွာတာတာလေးကကြဲအဲ့ဒါဆိုရင်ရမယ်နော် ဥကောခနိုင်ဥကောခနိုင်မှာရှိတယ်မသွားခဲ့ရင်မလုခဲ့ရင်လို့ပြောကျွန်တော်ဥကောခနိုင်မှာရှိအီကိုဖြုတ်ခတ်တာထည့်လိုက်တာနော်နောက်တစ်ခုကကြတော့ဆန်တဲ့ကိုလုခုပဲမယ်နော်အရှိတမိုခိုနာခဲ့တယ်ဗနာရီမဆန်ကာဆိုတာအရှိတမိုခိုနာခဲ့တယ်ဗနာရီမဆန်ကာမနေ့ပြန်လဲပဲမလာလို့မရဘူးလားတဲ့မလုလို့မရဘူးလားဆိုရင်ဘန်နာခဲ့တယ်ဗနာရီမဆန်နော် မလုပ်လို့မရဘူးလားတဲ့မနေ့ပြန်လဲမလာလို့မရဘူးလားပေါ့နော်အဲ့တော့မနေ့ပြန်လဲမလာလို့မရဘူးလားဆိုတော့ဒီကမလာခြင်းမလာခြင်းသဘောမျိုးလေးပေါ့နော်ဟိုမုရိဒတာရတကယ်လို့ပေါ့နော်ဝင်တော့ဝင်ဖို့ပေါ့ဖြစ်နေခဲ့ရင်အစင်မပြေခဲ့ရင်ပေါ့နော် line shoe ခိတဲ့ခွာဆိုင်တဲ့ line shoe နောက်တစ်ပတ်လာပါပေါ့နော်အဲဒီဥပမာပေါ့အဥပမာပေါ့မီတာဆန်ဆိုတဲ့ကောင်လေးက မီတာဆန်ဆိုတဲ့ကောင်လေးကပေါ့နော်သူကအလုပ်ကိစ္စတခုခုဟိုမှာဆိုရင်အလုပ်ကိစ္စမပြောပါနဲ့ဒါမှမဟုတ်စေကံပြရဲထားပါတော့စေကံပြရဲအခါမှာဟိုမှာပေါ့ခုနေ့တနင်္လာနေ့ပြရတယ်အားဆိုလို့ရှင်ဆရာကိုမေးလိုက်တာဆရာကြီးဒီဥစ္စာကမနေ့ပြန်မလာလို့မရဘူးလားမနေ့ပြန်မလာလို့မရဘူးလားဆိုတာပြောချင်တာကလာလို့လာမှာလားပေါ့နော်ပြောချင်တာမလာမလုပ်လို့မရဘူးလားဆိုတာလုပ်လို့လောက်အောင်မယ်ဆိုရင်အထိပ္ပယ်နေလည်းပြန်လို့ရတယ်နော်ဆိုတော့မနေ့ပြန်လာလို့လာမလား လာမှလာပေါ့နော်အဲ့လိုမေးလိုက်တော့ဟောတကယ်လို့မင်းအဆင်မပြေဘူးဆိုရင်မူရီဒတာတာအဆင်မပြေဘူးဆိုရင်ဆရာကမေးပြောလိုက်တယ်နော်မူရီနာဆိုရင်နာဦးဖြုတ်ဒတာထည့်လိုက်တာနော်တော့အဆင်မပြေခဲ့ရင် နောက်တစ်ပတ်လာပါတဲ့မနေ့ပြန်တော့မလာလဲရတယ်ပေါ့နော်နောက်တစ်ပတ်လာပါနောက်တစ်ခုကကြတော့နာနာဗန်မဲ့မိုးခိုတုံမွန်နာမိုင်ကိုခန်းခါရဲ့မတ်စတာကားတဲ့ခလေးရဲ့နာမည်ကိုဆုံးဖြတ်ပြီးပြီလားစဉ်းစားပြီးပြီလားတဲ့အဲအင်းနဲ့ ဟိုတို့ခုတော့ခိုတတ်တာတဲ့တကယ်လို့သာယောက်ျားလေးဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်ဟီခါရုတဲ့တဲ့ဟီခါရုလို့နာမည်ပေးမိပေါ့နော်အာအော်နာနောခိုတတ်တာတကယ်လို့သာ main ကလေးဖြစ်ခဲ့မယ်ဆိုရင်သူကစိတ်ကူးရင်ပြီးပြောနေရနော်အဲ main ကလေးဖြစ်ခဲ့မယ်ဆိုရင်အာရတဲ့တဲ့အာရဆိုပြီးတော့နာမည်ပေးမိတဲ့နောက်တစ်ခုကကြပါလဲဆိုလို့ရှင်ဒိုင်းကခုကိုဒက်တာတာတခုခုကနေထွက်တယ်ဆိုရင်အိုနဲ့ထွက်တယ်နော်အဲ့တော့ဆန်းသက်တို့တက်ကတော်ထွက်ရင်တက်ကတော်ထွက်ရင်ចောင်းပြီးရင်ပေါ့နော် အဝင်းစုကုဟာတရာခိမတ်ကတဲ့ဗာလဲဆိုရင်ချက်ချင်းအလုတ်လုံးမှလာတဲ့ဤရဲ့ဟင်ဤချီနန်ဂူဒိုင် တနှစ်လောက်ဤရိုဤရိုနာခုနီအိုလျော့ကိုရှတိုင်းတက်တဲ့ဗာလဲဆိုရင် နိုင်ငံအမျိုးမျိုးအမျိုးမျိုးသောနိုင်ငံတွေကိုခရီးထွက်ချင်ပါတယ်တဲ့နောက်တစ်ခုကကျူဘန်မေဆန်ဆေဆိုရင်ဆရာတဲ့ခွန်နုခူတိုဘာနော်အီမီကဝါကာဒီမာဆန်နဲ့ဒီခူတိုဘာဆိုတော့ဒီမီနင်းရဲ့အတိတ်ဘယ်ကိုနားမလဲဘူးတဲ့ကြည့်ရှော့မီမတ်တာကတဲ့နော်နေဆရာပြန်မေးလိုက်တယ် အဘိဓာန်ကြည်ပြီးလားတဲ့အဘိဓာန်ကြည်ခဲ့လားဗောနော်ကြည်ပြီးသွားပြီလားအဲအင်းနဲ့မိတဲမိုးဝါကာရီမာဆန်ကြည်ရင်တော့မှနားမလဲဘူးကြည်လဲနားမလဲဘူးတဲ့ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်ဂျူဘန်မဲအာစိတုခိဟောမမရှိတော့နော်အဆွေတို့ခီပူတဲ့အခါ air con ကို scan mask ကရဲ့ဗာလဲဆိုရင်ပူတဲ့အခါ air con ဖွင့်တာပေါ့နော်အဲ့တော့လျှက်စစ်ပစ္စည်းတွေကိုဖွင့်နေဆိုရင် scan mask နဲ့ဖွင့်နေနော် အဲ့တော့ aircon ကို scare mask ကဆိုတော့ပူတဲ့အခါ aircon ဖွင့်လာပါဘောနော်။ဤရဲ့ဟင်းအစခုတဲမို့ဤကိုဖြုတ်ခုတဲနော်။အဲ့တော့ပူရင်တော့မှ scare mask ဆန်မဖွင့်ပါဘူးတဲ့။ပူရင်တော့ aircon ဖွင့်ဦးတဲ့။ခါရတာနီရော့ခုနိုင်တော့အမိုးကြီး mask တဲ့ခန္ဓာကိုယ်အတွက်မကောင်းဘူးလို့ထင်နေပါဘောနော်။အော် aircon ဖွင့်တာကခန္ဓာကိုယ်အတွက်မကောင်းဘူးလို့ထင်နေတဲ့။နေမကောင်းဖြစ်မှာ၄ပါးဆိုလို့ပါနော်။ကဲအဲ့ဒါဆိုလို့ရှိရင်အလုံးပြီးသွားပြီเนาะအခန်း25အထိ အဲ့တော့ကျောင်းသားကျောင်းသမီးအားလုံးနားမလည်ရရှင်စမ်းစစ်ကိုကွန်မန့်မှာမေးခဲ့လို့ရပါတယ်။စာလေးလာတာအဆင်ပြေကြပါစေနော်။